ျွန်တော်တို့ရွာကိုလာနေပါမမအနာ RPG ကြီးကုန်းကိုပန်းအိုးစိုက်ထားတယ်။120မမကြီးကိုဟာ မီးပူချောင်းတွေကအစာပလာထည့်စရာဖြစ်လာခဲ့တယ်။ကြီးတန်ကုန်းဆိုတာကတော့ကလေးတွေအတွက်စွန့်စရာပစ္စည်းပါပဲ။ဒီတကားဥရောပတိုက်သူတွေနားမလည်တဲ့ဘာသာစကားအကြောင်းနဲ့ကျွန်တော်တို့ရွာကိုအလဲခေါ်ခြင်းပါတယ်မမအနာ။အင်ဂျီ200ရှိတယ်။အများစုက အုံမိုးဝအိမျက်စင်မိမရဘူးဖုန်လိုင်းအင်တာနက်လည်းမရဘူး ဒီကလူတွေဟာအထူးသဖြင့်လူအခွင့်အရေးလည်းမရကြပါဘူးလူရေ900ဝန်းကျင်ရှိတဲ့ရွာမှာစစ်ပေးရှောင်တထောင်လောက်ကိုလက်ခံထားတယ်ဘုံခုချင်းကိုအိမ်တိုင်းနေရာတိုင်းမှာတွေ့နိုင်တယ်ကျွန်တော်တို့ရဲ့အနာဂတ်လောက်ခလေးအများစုဟာစာတင်ခန်းထဲရောက်မနေကြဘူးလူသားဆံပူတွေပိုလိုအပ်လာတဲ့အခါစာတင်ကျောင်းဟာစစ်ဖေးရှောင်စခန်းဖြစ်လာခဲ့တယ် ပင်လဲစာရီပေါ်တယ်တော်ဟင်တောင်ဟင်းလက်ဆက်တဲ့မမအန်နာလိုဥရောပသူတွေမထီတွေ့ဘူးတဲ့အချင်းငယ်ဆက်ဟင်းလျာတွေကိုစားတောက်ကြတယ်ရှေတန်းမှာကြောက်ဆုံးသွားတဲ့သူလက်နဲ့ကြီးချောင်းတေဆုံးခဲ့ရတဲ့သူမိုင်းချောင်းခြေပြတ်သွားတဲ့သူနဲ့ဒီရွာမှာနေဆော့ဆော့ဝင်တဲ့လူငယ်တွေများတယ်တရွန်အိုင်းပြူဟာမှာကြာဆုံးသွားတဲ့ရေပေါ်တန်တွဲမျိုးတိမ့်တိုက်ပွဲမှာအသက်ပေးလိုက်ရတဲ့ရေပေါ် အမ်နပါခကိုတိန်လုံးကအချဆုံးသွားတဲ့ရေပေါ်အဆရှိတဲ့ပြေတချို့အိမ်တွေမှာသူရဲကောင်းတပုံလေးချိန်ဆွဲထားကြတယ်။ရွာသားတွေကတော့အပြုံးတူရေမပြုံးတက်ဘူးဟန်ဆောင်ပြီးလည်းမရီမောတက်ဘူးအထူးသဖြင့်ကဘာကြီးကိုငိုမပြတက်ဘူး။ဒီရွာထဲမှာနှစ်နဲ့ချီအိမ်မပြန်နိုင်ကြသေးတဲ့စစ်ပေးရှောင်းတွေရဲ့ဝန်းနေမှုအရေးအယောင်လေးမြင်နိုင်ပါတယ်။ရှည်တမ်းမှာအချဆုံးသွားတာကိုတော့မသိရသေးတဲ့ သူတို့ရဲ့သားတို့ဘုရားရှိခိုးတိုင်းဘေးကင်းပါစေလို့ဆုတောင်းတဲ့အတန်တွေကြားရမယ်။ဒီလိုပါပဲမမအနာဒီဘာသာစကားတွေကိုမမအန်လို့ဥရောပတိုက်သူတွေဘယ်နားလဲပါမလဲ။ဒါနဲ့ကျွန်တော်တို့ရွာကိုလာလဲပါဦးမမအနာကျွန်တော်အမေကောင်းကောင်းချက်တတ်တဲ့ရခိုင်မုတ်ဒီအာဘူးရှာဘူးနဲ့အဲခံပါမ